ီမနိုင်ငံမှာ official နေနဲ့မဝင်နဲ့ Vivo ရဲ့ X series လို့ပြောလိုက်ပြီးဆိုတာနဲ့သူ့ရဲ့အဓိက main target ကကင်မရာပိုင်းလို့ပြောလို့ရတယ်။ကဲမြင်တဲ့အတိုင်းပဲရေကန်သစ်ကြာသစ်အော်မှာ box တွေမှာ strap တွေရော case တွေရောအပြင်ကင်မရာဟိုရာတွေပါပါတဲ့ Vivo X3 အတွက် Pro ကအရင် series နဲ့ design မှာတိတ်မကွာပဲထွက်လာတာပါ။ အခုပြထားတဲ့ဗီဒီယိုကကြတော့တကယ်ဟုတ်မဟုတ်တော့မသေးကြဘူး Vivo ဘက်ကပြောထားတာကတော့သူတို့ရဲ့ launch date ကို October 30ဆိုတဲ့အဲ့တကူတွေကိုပဲ confirm လုပ်ထားတာပါ Chinese dev vlogger တွေပြောတဲ့ပုံမှာ multi ပြီးတော့မှ right တီးတဲ့လောက်လို့တော့အသေးစားလေးပြန်ပြောပြပေးမယ်ဒီနေရာမှာတကယ်စိတ်ဝင်စားစရာအကောင်ဆုံးကတော့ right Vivo ရဲ့ Xperia 100 series တွေမှာကမ္ဘာပထမအဦးဆုံး Dimensity 9500 chip တွေပါလာမယ်ဖုန်းတွေလို့လည်းပြောလို့ရတယ် ပြီးတော့ဒီကောင်လေးကလည်းပဲ3နာနိုမီတာ chip တွေပဲဖြစ်လာမှာပါ။အရင်ကထွက်လာတဲ့ Dimensity 9400 Plus နဲ့ရှင်းမယ်ဆိုရင် performance မိုင်းမှာ single core က29% multi core က35%အဲ့ဒါပြင် GPU ဆိုရင်70%ပိုကောင်းလာရလို့လည်းတွေ့ရတယ်။ battery ဘိုင်းမှာဆိုလို့ရှင်လည်း Ryobi ပေါ့နော်ဒီ Vivo ရဲ့ Xperia 100ကကြတော့6040 mAh 300 Pro ကကြတော့6510 mAh လို့လည်းတွေ့ရတယ်။အဲ့တော့ Confan News မဟုတ်ပေမဲ့အဲ့ဒီ post ကို Vivo ရဲ့ product manager ကိုရိုင်းကွာ repost လုပ်ထားတယ်လည်းတွေ့ရတယ်။ ်နောက်တစ်ခုထပ်တွေ့ထားတာတခုကသူရဲ့ charging မိုင်းက 90W fast charging နဲ့လာမယ်ပြီးတော့ screen resolution လဲ OLED panel တွေမှာ Vivo ရဲ့ Xperia 10မှာဆိုရင်6.3 inch Xperia 10 Pro မှာကျတော့6.7 inch ဆိုပြီးတော့လဲထပ်တွေ့ထားတယ်အဲ့တော့တော်တော်များများတိမှာပါမနစ်ကလေးကနမဲကြီးနေတဲ့ Vivo ရဲ့ X2 and 12 Ultra ဆိုလို့ရှိရင်ဒီဆိုမဲ့ထိပ်ပိုင်းမှာလည်းနေရာယူနိုင်တယ်ပြီးတော့ဒီနှစ်မှာအသစ်ဆက်ဆက်ထွက်လာတဲ့ iPhone 7 Pro Max နဲ့ရှင်လိုက်မယ်ဆိုလို့ရှိရင်လည်းရမှတ်ကတိတ်မကွာနည်းနည်းလေးပဲကွာတာကွာတယ်ဆိုပေမဲ့ဖိုတိုပိုင်းကျတော့ ဒီကောင်ကပုံပြီးအားသာတယ်ဗီဒီယိုပိုင်းမှာဒါနည်းနည်းလေးအားနေသွားလို့ over all ရှင်းလိုက်မယ်ဆိုတစ်စိမ့်နေလို့ပုံစံမျိုးဖြစ်နေရပါတော့เนาะဆိုတော့အရင်က track ခဲ့တဲ့ series အားတော့မှာအခုလက်ရှိအသက်ဆက်ဆက်ထွက်ထားတဲ့ iPhone နဲ့ရှင်းမယ်ဆိုရင်တော့တူတာကိုတာရှင်းခဲ့နိုင်တယ်ကွာနောက်ထပ် camera ဘိုင်းအနေနဲ့ထပ်ကြည့်မယ်ဆိုလို့ရှင်လဲ Vivo ရဲ့ဒီ Xperia နဲ့ series တွေမှာ 200MP main camera 50MP ultra wide နောက်တစ်ခု 50MP periscope lens ပါတယ်လို့လည်းထပ်တွေ့ထားတယ်အဲ့ဒါပြင်အပောင်စင်းဗီဒီယိုမှာပြောထားတဲ့ တွေ့ထားရပေါ့နော်ပုံစံအရဒီသူ့ထဲမှာပါလာတဲ့ accessory တွေတို့ပြီးသွားရင်ဘာလို့ lens တွေပါတက်ပြီးတော့ထက်ကြမ်းများလို့ရသေးတယ်ဆိုတော့ဒီနှစ်မှာထွက်လာမယ့် Vivo ရဲ့ X300 series တွေကဟိုဘာတွေဘယ်လိုကြမ်းပြလာအောင်မလဲနောက်တစ်ခုဒီဆိုမဲ့နံပါတ်1နေရာကိုရောရယူနိုင်အောင်မလားဆိုတာကိုတော့ launch date ပြီးသွားပြီဆိုတာနဲ့ထပ်ပြီးတော့စောင့်ကြည့်အောင်ပါပေါ့ဆိုတော့အခုကြည့်နေတဲ့သူတွေထဲမှာရော Vivo ရဲ့ X200 Ultra ကိုကင်ထားရတဲ့သူရှိလား ရှိရဆိုရင်လည်းသူ့ရဲ့ performance ပိုင်းကဘလို့နေလဲအဆင်ပြေရလားစိတ်တိုင်းကြရလားပြီးတော့ right အခုပြောသွားတယ် vivo ရဲ့ xe နဲ့ပတ်သက်ပြီးတော့မှဘလို့မြင်လဲဆိုတာကိုခေါင်းမှာပြောသွားပေးပါဆိုတော့ right ပါ see you in next video